ယောဂါရိုင်းရဲ့ရေတောက်မြက်မက်တာဘောလစ်တစိနှလုံးယောဂါလေဖြတ်တာစီးကျူသွေးတို့ဘဝလွန်လာတဲ့အဇိုင်းမယောဂါတွေအပြင်ကင်ဆာဆားတဲ့ယောဂါပေါင်းစုံကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့ဘူးကြမှာပါဒီယောဂါတွေဖြစ်လာပြီဆိုကုသနိုင်တဲ့နီလန်းတွေကတစ်ခုနဲ့တစ်ခုမတူကြပါပဲအဲ့ဒီယောဂါတွေအားလုံးရဲ့ရေတောက်မြက်ကတစ်ခုလဲဆိုရင်ယုံနိုင်ပါမလားအဲ့ဒီရေတောက်မြက်ကတော့ခန္ဓာကိုယ်တစ်ခုလုံးကိုမောင်းနှင်ပေးနေတဲ့ metabolism ဆိုတဲ့ဇီဝကာမစနစ်ပါပဲ ခနာကိုထဲမှာရှိတဲ့အဲ့ဒီစနစ်သာကမောက်ကမ ဖြစ်သွားပြီဆိုတာနဲ့သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအုံနောက်ကနေနှလုံးအထိကြွက်သားကနေအစီဆဲတွေအထိတစ်ခုလုံးမှာယောဂပုံစံမျိုးစုံနဲ့ပေါ်လာနိုင်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုထဲမှာတော့ metabolism ဆိုတာဘာလဲတော်တော်များများမှားသိနေရတဲ့ဝိချတာနဲ့ metabolic rate နဲ့ဆက်ဆက်ပုံအပြင်ယောဂမဖြစ်ခင်ကတည်းကကြိုတင်ပြီးတားဆီးလို့ရမယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာပါဒါဆိုစားလိုက်ကြအောင်နော် ထမဆုံး metabolism ဆိုတာဘာလဲခုလက်ရှိ social media ပေါ်မှာ body trainer တွေတိုင်းလိုလိုကကိုယ့်ရဲ့ metabolic rate ကိုထိန်းရမယ်ဆိုပြီးပြောကြပါတယ်ဘာလို့ဆိုအဲ့ဒီ metabolic rate ကပဲခန္ဓာကိုယ်အလေးချိန်တက်တာနဲ့ကျတာကိုဖြစ်စေလို့ပါဒါကိုလူတိုင်းနားလည်အောင်ရှင်းပြရမယ်ဆိုရင်ပထမဆုံး metabolism ဆိုတာဘာလဲသိထားဖို့တော့ရေးကြည့်ပါတယ် metabolism ဆိုတာကမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာဖြစ်ပျက်နေတဲ့ဖြစ်စဉ်အလုံးအတွက်ထုတ်ပေးတဲ့စွမ်းအင်ကိုခေါ်တာပါဥပမာ မက်တာဘိုလစ်ဇင်ဆိုတာကိုကိုယ်ပိုင်ကားအင်ဂျင်တစ်လုံးလိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီအင်ဂျင်ကောင်းကောင်းလေပတ်ဖို့အတွက်ဆိုရင်အစားအစာဆိုတဲ့ဓာတ်ဆီကိုဖြည့်ပေးရပါတယ်မက်တာဘိုလစ်ဇင်ဆိုတာကတော့အဲ့ဒီဓာတ်ဆီကိုစွမ်းအင်ဖြစ်ပြောင်းလဲလိုက်ပြီးအဲ့ဒီစွမ်းအင်ကိုခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအားလုံးအတွက်အသုံးပြုတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုခေါ်တာပါကားစီးဟာခရီးသွားဖို့မီးထွန်းဖို့အဲကုန်းဖွင့်ဖို့အတွက်စွမ်းအင်တွေလိုသလိုမျိုးပဲကျွန်တော်တို့ခန္ဓာကိုယ်ကလည်းလှုပ်ရှားသွားလာဖို့စဉ်းစားတွေးခေါ်ဖို့ဒဏ်ရာတွေကိုပြန်လဲကောင်းမွန်ဖို့နဲ့ ဆဲအစ်စ်တွေတိဆောက်ဖို့အတွက်စွမ်းအင်တွေကိုအဆက်မပြတ်လိုအပ်နေပါတယ်။ဒါပေမဲ့ဒီနေရာမှာလူတိုင်းသတိမထားမိတဲ့အရေးအကြီးဆုံးစိတ်ပိုင်းတစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ Basal Metabolic Rate လို့ခေါ်တဲ့ BMR ပါပဲ။အဲ့ဒီ BMR ဆိုတာကမိတ်ဆွေတို့ရဲ့ကားကိုဘယ်ကောင်မှမမောင်းဘဲရက်ထားပြီးအင်ဂျင်ကိုငြိမ်ငြိမ်လေးနှိုးထားတဲ့အခြေအနေကိုခေါ်တာပါ။ခန္ဓာကိုယ်ကဘာလို့ရှားမှုမှမရှိဘဲကရင်ပေါ်မှာငြိမ်ငြိမ်လေးလဲနေရင်တော့အသက်ရှူဖို့နှလုံးခုန်ဖို့အုံနောက်အလုပ်လုပ်ဖို့နဲ့ ကိုအပူချိန်ကို39ဒီဂရီစင်တီဂရိတ်မှာထိန်းထားနိုင်မှုအတွက်စွမ်းအင်တွေကိုအဆက်မပြတ်သုံးဆွဲနေရပါတယ်။အဲ့ဒီမရှိမဖြစ်လိုအပ်တဲ့စွမ်းအင်သုံးဆွဲမှုတွေကို BMR လို့ခေါ်တာပါ။ဒီနေရာမှာအန်ဩစရာအကောင်းဆုံးတစ်ချက်ကတော့ကျွန်တော်တို့တနေ့တာမှာလောင်ကျွမ်းနဲ့စွမ်းအင်စုစုပေါင်းရ60ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်ကအဲ့ဒီ BMR လို့ခေါ်တဲ့ငြိမ်နေတဲ့အချိန်မှာလောင်ကျွမ်းနဲ့နှုန်းကနေလာတာပါ။ဟုတ်ပါတယ်။မိတ်ဆွေတို့ဂျင်မှာတနအီလောက်ချွေးတီးတီးကြအောင် ကစားလို့လောင်ကျွမ်းသွားတာထက်အများကြီးပိုများပါတယ်။ ဒါကိုပြန်ရှင်းပြရရင်24နာရီလုံးဘယ်မှမသွားဘဲနှိုးထားတဲ့အင်ဂျင်အတွက်ကုန်မဲ့စီကတနာရီလောက်မျိုးတစ်ဖက်ပတ်လိုက်တဲ့စီတဲ့ပုံများတာကိုပြောချင်တာပါဒါကြောင့်မက်တာဘိုလီဇင်ကိုဂရုစိုက်တယ်ဆိုတာလေ့ကျင့်ကဘလောက်ပြင်းပြထန်ထန်လုပ်လဲဆိုတာထက်အဲ့ဒါရဲ့နောက်ွယ်ကအင်ဂျင်လေပတ်နှုံးကိုဘလို့မျိုးကျမ်းမအောင်မြန်ဆန်အောင်ထိမ့်သိမ်းထားနိုင်လဲဆိုတာကအများကြီးပိုရေးကြီးပါတယ်တော်တော်များများမှားသိထားကြတဲ့ဝိတ်ချတာနဲ့ metabolic rate ရဲ့ဆက်ဆက်ပုံ Okay ဒါဆို BMR ကတနေ့တာစွမ်းအင်သုံးဆွဲမှုရဲ့အဓိကအစိပ်ပိုင်းဆိုတာတော့ကျွန်တော်တို့သိသွားကြပြီ။ဒီတော့ဝေးချခြင်းကယ်လိုရီနည်းနိုင်သမျှနည်းအောင်စားရမယ်ဆိုတဲ့အယူအဆကအောင်မှန်ကန်ပါမလား။ဝေးချဖို့အတွက်အစားလျှော့စားရမယ်ဆိုတာကတော့လုံးဝမှားပါတယ်။တကယ်တော့အဲ့ဒီအချက်က metabolism ကိုဖျက်ဆီးပစ်တဲ့နံပါတ်1တရားခံပါပဲ။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေနားလည်သွားအောင်ဒီလိုလေးကျွန်တော်ရှင်းပြပေးပါမယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုနိုင်ငံတစ်နိုင်ငံဒါမှမဟုတ်မြို့တော်တစ်ခုလိုသဘောထားကြည့်လိုက်ပါ။အစားအစာဆိုတာ ဲ့ဒီမြို့တော်ရဲ့ဝင်ငွေပါပဲဝင်ငွေကောင်းနေချိန်မှာမြို့တော်ကလမ်းမီးတွေထွန်းတယ်စက်ရုံတွေလဲပတ်တယ်ဖွံ့ဖြိုးတိုးတက်ရေးတွေလုံနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကရုတ်တရက်အစားအစာတွေကိုမစားဘဲနေလိုက်တဲ့အခါမှာမြို့တော်ရဲ့ဝင်ငွေကို60ရာခိုင်နှုန်းလောက်ရုတ်တရက်ဖျက်တောက်လိုက်တယ်လို့ပါပဲအဲ့ဒီချိန်မှာဆိုရင်မြို့ကိုအုပ်ချုပ်နေတဲ့အုံတော်ကတမျိုးလုံးကိုအေးပေါ်ချင်နေကြင်ညာလိုက်ပြီးငွေဘေးစိုက်ပြီးလို့ပြောလိုက်ပါတယ်ငွေဘေးနဲ့ကြုံရပြီဆိုရင်အားလုံးသိကြတဲ့အတိုင်းဘလူရာတွေအကုန်လုံးကိုဖျက်တောက်လိုက်ပါတယ်အဲ့ဒီချိန်မှာဆိုရင်လမ်းမီးတွေမထွန်းနိုင်တော့ဘူး ဖွံ့ဖြိုးတိုးတက်ရေးတွေလည်းမလုံနိုင်တော့ဘူးမြို့တော်ရှင်သာဖို့အတွက်မလုံအပ်ဘူးလို့ယူဆတဲ့အရာအလုံးမှာသုံးရမယ့်စွမ်းအင်ပမာဏကိုချက်ချင်းဖြတ်တောက်လိုက်ပါလေဒီလိုနဲ့ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကိုခြွေထားဖို့အတွက်အင်ဂျင်လေဗန်နှုန်းကိုတမင်သက်သက်ရှော့ချပစ်လိုက်တာမျိုးပါဒါကဝေးချတဲ့သူတွေရင်ဆိုင်ရမယ့်တန်တရားပါပဲအစားအရန်လျှော့တော့ခန္ဓာကိုယ်ကစွမ်းအင်တွေကိုခြွေထားတတ်သွားတယ်အဲ့ဒီအချိန်မှာပုံမှန်စားနေကြတဲ့အတိုင်းပြန်စားလိုက်တာနဲ့အင်ဂျင်ကနှေးနေတဲ့အတွက်ပိုရှင်လာတဲ့စွမ်းအင်တွေအားလုံးကို အစီအဖြစ်အသေးအံတိုးလောင်ပါတော့တယ်။ဒါကြောင့်အရင်ကထက်တောင်ဝိတ်တက်ဖို့ပိုလွယ်သွားတာပေါ့။ဒီလို metabolism နှိကွေးလာတဲ့အခါဝိတ်တက်တာတခုတည်းဖြစ်လာတာမဟုတ်ပါဘူး။ပင်ပန်းနွမ်းနေလေတာအေးတယ်မခံနိုင်တာအာယုံစိုက်မရတာတွေကခန္ဓာကိုယ်ရဲ့အင်ဂျင်မှာပြဿနာစနေပြီဆိုတဲ့အချက်ပေးခေါင်းလောင်းတန်နေပါပဲ။ဒီအချက်ပေးတန်တွေကိုလစ်လူရှူထားမိတဲ့အခါမှာတော့အဲ့ဒီအင်ဂျင် ပြဿနာကနေတဆင်ကျွန်တော်တို့ရဲ့ဗီဒီယိုအစမှာပြောခဲ့တဲ့ကြောက်စရာအကောင်းဆုံးယောဂတွေအားလုံးကစုပုံဝင်လာတော့တာပါပဲ။ ဘယ်လိုမျိုးလဲဆိုရင်တော့ insulin resistant လို့ခေါ်တဲ့အခြေအနေတစ်ခုကစတင်လာတာပါပထမဆုံးကျွန်တော်တို့ရဲ့သွေးကြောတွေဆိုတာခန္ဓာကိုယ်ပေါ်ကအဓိကအမြန်လမ်းမကြီးပါပဲအဲ့ဒီလမ်းမတွေပေါ်မှာဆိုရင်တခြားဒါမှမဟုတ် glucose ဆိုတဲ့စွမ်းအင်တွေတည်ဆောင်လာတဲ့ကားလေးတွေကအဆက်မပြတ်သွားလာနေပါတယ်အဲ့ဒီကားလေးတွေရဲ့နောက်ဆုံးခီးစဉ်ကတော့ကြွက်သားနဲ့ဆဲဆိုတဲ့မြူကြီးတွေစီကိုစွမ်းအင်တွေသွားပေးဖို့ပါပဲဒါပေမဲ့မြူတွေကိုဝင်ဖို့ဂိတ်ပေါက်တွေကပုံမှန်ဆိုရင်ပိတ်ထားတယ်ပြီး အဲ့ဒီနေရာမှာအင်ဆူလင်းဆိုတဲ့ဂိမ်မှုကလာပြီးဖွင့်ပေးမှသာအဲ့ဒီစွမ်းရင်ကားတွေကလမ်းမကြီးပေါ်ကနေထွက်ပြီးမြို့ထဲကိုဝင်လို့ရတာပါဒါကကျမ်းမာတဲ့စနစ်တစ်ခုရဲ့ပုံမှန်လဲပတ်ပုံပါပဲဒါပေမဲ့အင်ဆူလင်းရက်စစ်တန့်ဖြစ်လာတဲ့အခါမှာတော့အဲ့ဒီမြို့တကားတွေကတန်ကြီးတက်သွားပြီးကောင်းကောင်းမပွင့်တော့ပါဘူးအင်ဆူလင်းဆိုတဲ့ဂိမ်မှုကအရင်လိုပဲအချက်ပြနေပေမဲ့ဂိတ်တကားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘူးရလက်ကတော့ကားတွေကမြို့ထဲကိုဝင်လို့မရပဲအမြန်လမ်းမကြီးပေါ်မှာပဲပိတ်မိကုန်ကြပြီး သမိုင်းမှာအကြီးအကျယ်ဆုံးယဉ်ကျေးပိတ်ဆို့မှုကြီးဖြစ်လာပါတော့တယ်။အဲ့ဒါကိုကျွန်တော်တို့ကသွေးရင်းတကြားတဲ့များခြင်းလို့ခေါ်ပါတယ်။ဒီလိုကားတွေပိတ်တာကနေစပြီးယောဂအားလုံးကအစပြုတာပါ။နံပါတ်1ခိမ်မှုတွေနေတဲ့နေရာပန်ခရီးယားမှာဘာတွေဖြစ်လဲ။ဒီကားတန်းကြီးကိုမြင်တော့ခိမ်မှုတွေအားလုံးစုပြီးအခြေအနေတွေကိုထိန်းချုပ်ဖို့အတွက်လူရောက်တရာလောက်အရေးပေါ်စိတ်လွတ်လိုက်ပါလေ။ဒီလိုနဲ့ရေရှိမှာအဲ့ဒီစကန်းကဝင်ပြီလာရင်မိခိုးတွေထွက်ပြီးပင်ပန်းနွမ်းနယ်သွားတယ်။ အဲ့ဒီအချိန်လေးကိုရောက်သွားရင်တော့ type 2တိုင်ယာပီဒီဆိုတဲ့စီးကျိုယောဂစဖြစ်လာတာပါပဲအသေးမှာရောဘာဖြစ်မလဲအသေးဆိုတာကခန္ဓာကိုယ်ရဲ့ကိုဝင်လာတဲ့အစိတ်အောက်အားလုံးကိုဖယ်ရှားပေးတယ်ကိုရင်းအင်္ဂါတစ်ခုပါဒီကိုလောင်ယုံကြီးကလမ်းပေါ်မှာပိတ်ဆို့နေတဲ့ကားတွေကိုရှင်းလင်းကူညီဖို့သူကစူးစမ်းပါတယ်သူကအဲ့ဒီတကြားတွေကိုအစီတွေဖြစ်ပြောင်းလိုက်ပြီးသူ့ကိုယ်ထဲမှာအေးပေါ်တူလောင်လိုက်တယ်ကြာလာတော့ကုံလောင်ယုံကြီးကိုယ်တိုင်အစီတွေပြည့်ပြီးဖောင်းကားလာပါတယ်ဒါကိုတော့ဖယ်ရီလေပါ အသေးအစီဖုံးခြင်းနဲ့သွေးရင်းအဆီဓာတ်များခြင်းဆိုတဲ့ယောဂတွေအစပြုတာပါပဲ။နောက်ဆုံးအနေနဲ့လမ်းမကြီးကိုယ်တိုင်မှာရောဘာဖြစ်မလဲ။အများနဲ့ဖြစ်နေတဲ့ရင်ကြောပိတ်ဆို့မှုကြီးကလမ်းမကြီးရဲ့မျက်နှာပြင်တွေကိုပျက်စီးစေတယ်။အဲ့ဒီပျက်စီးတဲ့နေရာတွေမှာအဆီတွေကိုလက်စထရောတွေကစုပုံလာပြီးလမ်းနေရာကားတွေပိတ်အတားအဆီးတွေဖြစ်နေနောက်ဆုံးတဖြည်းဖြည်းနဲ့ကျင်းလာပါတော့တယ်။အဲ့ဒီအတားအဆီးတွေကနှလုံးစီသွားတဲ့လမ်းမှာဖြစ်တယ်ဆိုရင်နှလုံးသွေးကြောကျင်းမယ်။နှလုံးရောဂါဖြစ်မယ်။ ဒါမှမဟုတ်အုံနောက်စီကိုသွားတဲ့လမ်းမှာဖြစ်တယ်ဆိုရင်လေဖြတ်နိုင်ခြင်းများလာတော့တာပါပဲ။ဒါကြောင့် insulin resistance ဆိုတဲ့ဂေဒကားမပွင့်တဲ့ပြဿနာလေးတစ်ခုကနေတကိုယ်လုံးကိုပျက်စီးစေတဲ့စင်ကဲစင်ကဲတုံ့ပြန်မှုကြီးတွေဇက်တိုက်ဖြစ်သွားနိုင်ပါလေ။ဒါကြောင့်မပေါ်ဆားလို့တော့မရဘူးနော်။ချိုးတင်ပြီးတားဆီးလို့ရမယ်နီးလမ်းများ။ဒါလို့ဆိုမိတ်ဆွေတို့လည်းကိုယ့်ရဲ့ဇီဝကာမဖြစ်စဉ် metabolism မကောင်းတာကနေအစာပြုလို့ခန္ဓာကိုယ်ရဲ့ဘလို့ယောဂတွေဝင်လာနိုင်လဲဆိုတာကိုသေချာသိသွားလောက်မယ်ထင်ပါလား။ ဒါဆိုကို့မှာအဲ့လိုခြုံရင်းချက်ရှိမရှိကိုဘယ်လိုစမ်းသပ်လို့ရမလဲ။ဈေးရုံဈေးကန်နေထီသွားရမလား။ဒါမှမဟုတ်အိမ်မှာပဲစမ်းသပ်စစ်သေးလို့ရလား။ဒါဆိုရင်တော့မိတ်ဆွေတို့ကကန်ကောင်းတဲ့နေ့တည့်ရပါပဲ။ဒီချက်၅ချက်နဲ့စစ်ဆေးကြည့်လို့ရပါတယ်။ပထမဆုံးမနှက်စာမစားခင်သွေးထဲမှာရှိတဲ့တကြားဓာတ်က100မီလီဂရမ်ထက်များနေမယ်။ပြီးတော့သွေးပေါင်ချိန်ကအပေါ်သွေး130နဲ့အောက်သွေး85ထက်ကျော်နေမယ်။ triglyceride ဆိုတဲ့သွေးထဲမှာရှိတဲ့အဆီတမျိုးကိုတိုင်းကြည့်တဲ့အချိန်မှာ 150 mg per deciliter ထက်များနေမယ်။ပြီးတော့ HDL cholesterol ကအမျိုးသားတွေမှာ40အောက်ရောက်ပြီးအမျိုးသမီးတွေမှာ90အောက်ရောက်နေမယ်။ဒီလိုအချက်တွေနဲ့တိုင်းကြည့်လို့ရတဲ့အပြင်တိတိတတ်တာတိုင်းကျင်နေဆိုရင်တော့ကိုယ့်ရဲ့ခါဆိုင်ပါပဲ။ယောက်ျားလေးတွေက100 cm တက်ကြော်နေမယ်။မိန်းကလေးတွေကလည်း88 cm တက်ကြော်နေမယ်။ပြီးတော့ကိုယ့်ရဲ့ခါဆိုင်ကိုနှစ်နဲ့မြောက်လိုက်တဲ့အခါကိုယ့်ရဲ့ထက်ကြော်သွားမယ်ဆိုရင်တော့စိုးရင်ရပါတယ်နော်။ အဲ့ဒီအချက်၅ချက်ထဲက၃ချက်နဲ့ညီရင်တော့မိတ်ဆွေစီမှာ metabolism syndrome ဆိုတာရှိနေပါပြီ၃ချက်နဲ့ညီမှာနော်တစ်ချက်တည်းညီတာနဲ့တော့ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ကြောက်စရာတော့မလိုပါဘူးဘယ်ယောဂါမဆိုအချိန်မီကုသနိုင်နေဆိုရင်တော့စိုးရင်စရာမရှိဘူးလေဒါဆိုခန္ဓာကိုယ်ရင်းက metabolic rate ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆေးတွေတောက်ရမှာလားဒီလိုမေးခွန်းတွေတော့ဆိုရင်တော့ဆေးတောက်စရာမလိုဘူးလို့ပဲပြောပြရတယ်မိတ်ဆွေတို့ရဲ့ metabolism ဆိုတဲ့အင်ဂျင်ကိုပြန်လည်ပြုပြင်ဖို့ အချိန်မြင့်တင်ဖို့အတွက်တဦးတယောက်ချင်းစီမှာပဲအာနာပြေဝါရှိပါတယ်စေးရီပေါ်မှာမိခိုးနေကြမလို့ပါဘူးဒါဆိုကိုယ့်ရဲ့ဇီဝကာမဖြစ်စဉ်ကိုအကောင်းဆုံးဖြစ်အောင်သိပ္ပံနေကြဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်၄ချက်ကိုကျွန်တော်တို့ပြောပြပေးပါမယ်နံပါတ်၁အစာအစာကိုလုံးဝမစားဘူးဆိုပြီးရှော့ချလိုက်တာကအပေါ်မှာပြောခဲ့သလိုမျိုးပဲခန္ဓာကိုယ်ကိုအငတ်ဘေးစိုက်တဲ့ရာသတန်ပို့ပေးလိုက်တာပါပဲဒါကြောင့်နံပါတ်၁စီမင်းကတော့သူ့ကိုစန့်ကျင်တိုက်ခိုက်ဖို့မဟုတ်ပဲ မှန်ကန်တဲ့စွမ်းအင်တွေပဲဖြည့်တင်းပေးဖို့ပါခန္ဓာကိုယ်ကစိတ်ချလုံခြုံတယ်လို့ခံစားရပြီးစွမ်းအင်တွေပုံမှန်ဝင်လာတယ်ဆိုတာသိမှ သူကလည်းစွမ်းအင်တွေကိုမချွေတာပဲရရရော်ရော်ပြန်လဲလောင်ကျွမ်းပေးမှာပါဒါကြောင့်မို့အစားလုံးဝမစားပဲမနေပါနဲ့ပုံမှန်အတိုင်းပဲအစာလေးကိုဖြည်းဖြည်းချင်းပဲစားပေးပါနံပါတ်1မက်တာဘောလစ်စင်မြန်းချင်းရင် BMR ကိုမြင့်တင်ရပါမယ် BMR ကိုမြင့်တင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကြွက်သားတိဆောက်ခြင်းဆိုတဲ့ဘေးဒင်းမှာဆဲပါပဲ ကြွက်သားဆိုတာကမိစေတို့သိကြတဲ့အတိုင်း24နာရီပတ်လုံးကယ်လိုရီလောင်ကျွမ်းနေတဲ့စက်ယုံလေးတွေပါပဲကြွက်သားတစ်ပေါင်ကအစီတစ်ပေါင်ထက်ငြိမ်နေတဲ့အချိန်မှာတော့ကယ်လိုရီအများကြီးကိုပိုပြီးလောင်ကျွမ်းနိုင်ပါတယ်ဒါကြောင့်မို့ကြွက်သားများများရှိလေမိစေတို့ရဲ့အင်ဂျင်ကအိတ်နေရင်အောင်စွမ်းရင်ပိုသုံးရလေပါပဲဒါဆိုအလေးမှတာလေးချိန်ခန့်လောက်တာတွေကတော့အရေးကြီးဆုံးပေါ့နော်ဒါရီမလုံးဖြစ်ဘူးဆိုရင်တော့တရက်ကိုခြေလန်း900ကနေ1000ကျားတဲ့ကိုပါတော့ပုံမှန်လမ်းလျှောက်ပေးဖို့တော့လိုမယ်နော် ။နံပါတ်3ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့လောင်စာတိုင်းကတမျိုးတည်းမဟုတ်ပါဘူး။အဲ့ဒီထဲမှာ protein ဆိုတာကတော့ခန္ဓာကိုယ်အတွက်အကောင်းဆုံးလောင်စာပါပဲ။ဘာလို့ဆိုဖရိုတင်းကိုခြေဖြတ်ဖို့အတွက်ဆိုရင်ခန္ဓာကိုယ်ကခြားအာဟာရတွေထက် စွမ်းအင်30ရာခိုင်နှုန်းလောက်ပိုသုံးရလို့ပါပဲ။ဥပမာဖရိုတင်းကနေကယ်လိုရီ100စားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကယ်လိုရီ100ကိုခြေဖြတ်ဖို့အတွက်30လောက်ကအလိုလိုလောင်ကျွမ်းသွားပါတယ်။ဒါကြောင့်နေ့စဉ်စားတဲ့အစားအစာတိုင်းမှာ ကြက်ဥ၊အသားငါ၊ပဲမျိုးမျိုးလိုမျို ပရိုတိန်းဓာတ်ပြည့်ဝတဲ့အစားအစာတစ်ခုပါဝင်အောင်စားသုံးပေးသင့်ပါတယ်။နံပါတ်၄အကောင်းဆုံးကားတစည်းတောင်မှာပုံမှန်ထိန်းသိမ်းထားဖို့လိုပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အကောင်းဆုံးထိန်းသိမ်းမှုကတော့အိပ်စက်ခြင်းနဲ့စိတ်ဖိစီးမှုလျှော့ချခြင်း stress management ပါပဲ။အရင်မဝတာနဲ့စိတ်ဖိစီးမှုများတာတွေက cortisol ဆိုတဲ့ဟော်မုန်းကိုမြင့်တက်စေတယ်။အဲ့ဒီ cortisol ကခန္ဓာကိုယ်မှာအဆီတွေကိုတူလောင်ထားဖို့နဲ့စွမ်းအင်ချွေတာဖို့အမိန်ပေးနေတဲ့ရေးပေါ် manager တယောက်ပါပဲ။ဒါကြောင့် တညကို9နာရီကနေ10နာရီကြာအိပ်စက်အနားယူခြင်းကမိတ်ဆွေတို့ရဲ့ metabolism ကို reset လုပ်ပြီးပြန်လည်ပြုပြင်ဖို့အကောင်းဆုံးအခွင့်အရေးပေးတာပါပဲအိပ်စက်ခြင်းကတက်ရှိတိုင်းအတွက်အရေးပါဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီးဘေကိတ်တို့လူမျိုးတွေကတော့အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးဖက်ကိုဖတ်ထားရမယ်စာအုပ်တုပ်ဆိုလိုပြီးညွှန်ထားပါသေးတယ်အဲ့ဒီစာအုပ်ထဲမှာဆိုရင်အိပ်စက်ခြင်းရဲ့အရေးပါပုံအပြင်အိမ်မပြောတဲ့ယောဂကိုဈေးဝအကူအညီတွေမပါဘဲနဲ့ဘယ်လိုပြောင်းအောင်ကုသရမလဲဆိုတဲ့နည်းလမ်းတွေကိုချပြထားပါတယ် ဒီစာအုပ်ကိုတော့အုံနောက်နဲ့အာယုံကျော်သိပ္ပံပညာဆိုင်ရာပါမောက်ခတအူဖြစ်တဲ့မန်သရူးဝေါ်ကရေးသားထားတာမို့ဒီစာအုပ်လေးကိုဖတ်ချင်တယ်ဆိုရင်တော့ရွှေနှုတ်ထဲကိုသွားတော့မှဖတ်ကြည့်လိုက်နော်စာအုပ်ရဲ့နာမည်လေးကတော့ Why We Sleep ဆိုတဲ့စာအုပ်လေးပါပဲဗီဒီယိုကိုပြန်ဆက်ရမယ်ဆိုရင်မိတ်ဆွေတို့အားလုံးလည်းကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတဲ့အချက်နဲ့ metabolism ဆိုတဲ့ဇီဝကာမဖြစ်စဉ်အကြောင်းကိုနားလည်သွားလောက်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုကနေအဓိကယူသွားရမယ့်သင်ခန်းစာတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ကိုအနေနဲ့စကားပြောနေတယ်ဆိုတာပါပဲကျွန်တော်တို့ခံစားနေရတဲ့နွမ်းနယ်မှုတွေအေးတဲ့မခံနိုင်တာတွေအာယုံစိုက်မရတာတွေကအားနည်းချက်တွေမဟုတ်ပါဘူးခန္ဓာကိုယ်ကကျွန်တော်တို့ရဲ့ဘေးနားလေးကိုလှပြီးငါ့ကိုဂယူးစိုက်ပါအောင်ငါ့ကိုဂယူးစိုက်ပါအောင်ဆိုပြီးတူတူလေးပြောနေတဲ့စကားသံတွေပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ဒီဗီဒီယိုလေးဆုံးသွားတာလေမျက်လုံးလေးကိုခဏလောက်မှိတ်ပြီးစဉ်းစားကြည့်ပါမိ쇠တို့ရဲ့ခန္ဓာကိုယ်ကရောမိ쇠တို့ဘာတွေပြောဖို့စူးစမ်းနေလဲ comment မှာရေးသွားခဲ့ပါအောင်နော်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်